အပြောဟောကောင်းတဲ့ဒီလုပ်ငန်းမှာအတွေ့အကြုံရှိတဲ့ဆရာတော်သံဃာတော်တွေတုံးဖို့လူပုဂ္ဂိုလ်တွေကိုဖိတ်ကြားပြီးတော့ဒီပရာဟိတလုပ်ငန်းတွေလိုရတဲ့လုံဆောင်ချက်တွေရည်ရွယ်ချက်တွေမနေ့ကဟိုကိုဆရာတော်ပြောလို့ခေါ်လိုက်တာသူနိုင်ငံရေးသမားကိုခေါ်တာဟုတ်နော်အဖွဲ့အစည်းတိုးတက်ခြင်းနဲ့ဆိုရင်နိုင်ငံရေးသမားခေါ်လို့ရမယ်နိုင်ငံရေးသမားတောင်ပြောမြောက်ပြောလျှောက်ပြောမှာပေါ့ဆရာကြီးဆရာဆိုတဲ့ပုဂ္ဂိုလ်တွေကနိုင်ငံရေးသမားလားဆရာကြီးဆရာလားမကွဲဘူးလေတောင်ပြောမခေါ်နဲ့ပတ်သက်ကုန်နေတတိယတော့အရှိပိုင်းမှာအများကြီးတွေ့ကြုံရှိခဲ့တယ်ပလင်အတူသူတို့ဆင်မြင့်မော်တက်မှန်စီအရက်ကိုမူးအောင်တိုက် အရင်မူတော့တက်ပြီးတော့ပြောအပေါ်ကျတော့ပြောကိုချင်းသိက္ခာဘလို့ဒီသောက်အောင်ပဲသိရင်သူကရဲ့မူပြေကွဲလေအဲ့ဒါသာရေးစရာနာမည်ကြီးတွေနာမည်ထုတ်ပြောလို့မကောင်းလို့တပည့်တော်တို့ဘက်ကအဲ့ဒီဟာတွေကအတွေ့အကြုံတွေအများကြီးရှိတယ်အဲ့ဒါတော့ရွာလိုင်းဘလောက်ပေးရမယ်ဆိုတဲ့ဟာတွေပါရှင်များတို့တပည့်တော်ခေါ်ပါဘလောက်ပေးရမယ်ပြောပါခရီးရန်ကိုလန်းသေးနဲ့ကိုသွားရတာနိုင်ငံလုံးပတ်ပြောလားဟမ်အဲ့ဒါတော့ဒါတပည့်တော်တို့တကယ်ပရိဒါပရိဒါဆိုရင်မဲဒါသတိထားမယ်ချက်တွေ တပည့်တော်နိုင်ငံပြတ်တာဆာရေးဆရာတွေရဲ့တာဝန်မကင်ဘူးဆာရေးဆရာလားနိုင်ငံရေးသမားလားမသိဘူးတောင်ပြောမြောက်ပဲလျှောက်ပြောတာအစိုးရ20ပြတ်တာနော်20ဒီမိုကရေစီရလိုက်လို့တာပါ30လောက်ရရင်နိုင်ငံထိတဲ့ပို့ဆိုသွားမယ်ထင်တယ်အဲ့ဒါဆာရေးဆရာလာရင်ဘာတွေးစရာပါလဲဆာရေးဆရာပြန်ရင်ဘာတွေးစရာကျန်လဲတွေးတာအကောင့်တွေးပဲဖြစ်အောင်ဟုတ်ဗျအခုအချင်းချင်းရန်တိုက်ထားခဲ့တာဟုတ်ဗျတောင်ပြောမြောက်ပဲလျှောက်ပြောခဲ့အဖွဲ့အစည်းလဲကွယ်ရဲရွာလဲကွယ်ဟုတ်လားနိုင်ငံလဲကွယ်မကွယ်ဘူးလား အမမကွဲတဲ့သူသိပြီးနိုင်ရမယ်ဒါရေးစရာရေဘောဟုတ်လားမတွဲကျင်တဲ့သူကိုတွဲပြီးလုပ်နိုင်ရမယ် collaborative လုပ်နိုင်ရမယ် collaboration လုပ်နိုင်ရမယ်အခုတော့ဘာလုပ်နည်းနည်းဟနေတဲ့ဟာလေးတက်ရှူတက်ရှူသွားလားတက်ရှူပြီးတူလေးနဲ့တောက်တာခဲ့တယ်ထောက်ဆိုကွဲသွားနိုင်ငံကွဲတာသူတို့တောင်မကင်းဘူးဟုတ်လားအမှုပညာသမားတွေစရေးစရာတွေဒါတည်ထားရမယ်ချက်တယ်အဲ့ဒါဒီလိုဘုံကြီးတွေကလည်းရောကောသောကောပါတယ်ဗျအဲ့ဒီဘုံကြီးတွေကလည်းရောကောသောကောပါတယ် နိုင်ငံရေးဘုံကြီးလားတရားဟောဘုံကြီးလားဘာကြောင့်မသိဘူးတပြည့်တော့အခုတရားဟောဘုံကြီးမဟုတ်ဘူးတော့ရှင်များတို့သင်တန်းပေးနေရနော်ဟုတ်လားသင်တန်းပေးတပြည့်တော့သင်တန်းလိုပဲပြောအောင်ပေါ့တရားဟောရင်ဒီဟာတွေပဲထည့်ပြောလို့ရဟုတ်လားဆိုတော့ကိုယ်ပိုင်းနဲ့ကိုယ်ကိုယ်ဗာရှင်းနဲ့ကိုယ်ပြောအောင်ပါလေအဲ့တော့ကြိုက်တာလို့တို့တော့သူ့နေရာနဲ့သူဟောအောင်နော်ဆိုင်ရေးဆရာတို့သာပေဘုရားနဲ့လူသားတွေရဲ့စွန့်ရင်မြင်ပါအောင်ပြောအောင်အဲ့လိုမျိုးပြောအဲ့တော့ဒီစိတ်တရားမြင်ပါစေရင်ဆိုတဲ့အပိုင်းမှာအတူတရိထားပါနော်ဘုံကြီးတွေဆိုတဲ့ဘုံကြီးတွေတိုင်းမဟုတ်ဘူး ီပါတီရဲ့အရှိန်ဝိုင်းကိုအလုံးမနဲ့ကြိုက်တယ်ဆိုတဲ့ဘုံကြီးတွေပါတယ်သူတို့ပြောရင်တော့ရှင်များအဲ့ဒီပါတီကအဲ့ဒီပုံကိုကြီးတွေကောင်းကြောင်းပြောမှာပဲအဲ့ဒါဟိုပါတီရဲ့ဟိုပုံကိုတွေမကောင်းကြောင်းပြောမှာပဲကောင်းကြောင်းမကောင်းကြောင်းပြောတာတော့လူတိုင်းပြောတတ်တယ်အကုန်လုံးကောင်းအောင်ပြောဖို့ကြတော့ခက်တယ်အကောင်းမြင်စိတ်နဲ့ပတ်စမစင်အဆိုးမြင်ကြတာမခက်ဘူးတို့တော့ဒီကတော့ optimism ဖြစ်ဖို့ကြတော့ခက်တယ်ဆိုတော့အကောင်းမြင်သိတဲ့နားလည်တဲ့ဖို့ခွင့်လွတ်တဲ့ဖို့အဲ့ဒါရီရိုနိုင်ကဘလောက်ကြီးဆိုအခုတီတီကိုစရာတော်ဘုရားကြီးရဲ့ရင်ကြင်ကြီးပြောတယ်နော်ဗာကျုပ်စရာတော်ဘုရားကြီးလို့ပြောတယ်အဲ့ဘုန်းကြီးတွေလည်းဆဲတာ အစိုးကဘလောက်ငင်းသွားလဲဆိုတော့တရားလမ်းကြောင်းတည်းဘုရားဟောပါလို့သုတ်တံထောက်ထားနေပြောတာတော့အဲ့ဘုံကြီးတွေဆရာတော်ကြီးတွေပြောတဲ့ဟာဆဲတာလားဘုရားဟောဟုတ်ဆဲတာပဲဘုရားဟုတ်ဆဲတာ ਨੇ အတူတူပဲဟုတ်တယ်မလားကျတော့ဘုံကြီးတွေကကိုပြောချင်ပြောလို့ရလားအကျမ်းထောက်ထားနေပြောရတာလေကျမ်းထောက်ထားနေပြောရလေဒါပေမဲ့သူတို့ကလည်းပုဂ္ဂိုလ်မြင်သွားပြီလေသူတို့မကြိုက်ဘူးဆိုကုန်ဆဲရဲတယ်အဲ့ဒါဒီလိုနိုင်ငံမှာဘာဖြစ်နေတာလဲ။ဒါကြောင့်ဒီကတ်ကြီးတွေဆိုင်နေတာပေါ့။ဟုတ်ဘူးလား။ပိုးဆိုးပဲရှိပါတယ်။ရှင်များတို့ကောင်းဖို့မျှော်လင့်နေပါနဲ့ ပိုးဆိုးပဲရှိပါအဲ့တော့ကောင်းအောင်တပည့်တော်တို့တာဝန်ရှိတယ်။ဘာနဲ့ပြန်တည်ဆောက်အောင်လဲ။ကိုကျင့်တိတ်ခါအခြေခံနဲ့ကိုကျင့်တရားအခြေခံနဲ့တပည့်တော်တို့ပညာရေးကိုပြန်တည်ဆောက်ပေးမယ်။ရှင်ပြတို့ရှည်တန်းအပါ